ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမော်ကိုနယ်ကအင်ရှင်ပြည်လက်ခံကျင်းပပေးနေတဲ့ယူဆက်ကွန်မျိုးသမီးကွာဖလားပြိုင်ပွဲကလည်းစိတ်ဝင်စားစရာကောင်းတဲ့အဆင့်တစ်ခုစီကိုရောက်လာခဲ့ခင်ဗျာယူဆက်ကွန်မျိုးသမီးကွာဖလားပြိုင်ပွဲကအခုဆိုရင် Spring Final အဆင့်စီကိုရောက်ရှိလာခဲ့ပါပြီယူဆက်ကွန်မျိုးသမီးကွာဖလားပြိုင်ပွဲရဲ့ Spring Final အဆင့်မှာနောက်ကိုရီးယားဘရာဇီးနယ်သာလန်မက္ကဆီကိုဒီလေးသင်းပါဝင်နေပါတယ်ဟုတ်ကဲ့လာမယ့်နိုမာလာ9ရက်နေ့ကိုရောက်ရင်တော့ယူဆက်ကွန်မျိုးသမီးကွာဖလားပြိုင်ပွဲရဲ့ Spring Final ပွဲစဉ်တွေကိုစတင်ရှင်များတော့မှာဖြစ်ပါတယ်ခင်ဗျာ ဒီပြိုင်ပွဲမှာလက်ရှိချန်ပီယံလည်းဖြစ်တယ်။ရှေဇွန်လည်းစွာနေတဲ့မြောက်ကိုရီးယားယူဆက်ကွန်မြို့သမီးအသင်းကတော့ဘူဆွဲဖို့ရေပန်းစားနေပြန်ပါတယ်။မြောက်ကိုရီးယားယူဆက်ကွန်မြို့သမီးအသင်းဟာအုပ်စုစင်တုံးကမက္ကဆီကိုကင်မရွန်နယ်သာလန်ဒီအသင်းတွေနဲ့တောက်ဆုရကြခဲ့တယ်။အုပ်စုပွဲစဉ်၃ပွဲမှာမြောက်ကိုရီးယားကမက္ကဆီကိုကိုငုတ်ကုန်းရှိနေနိုင်တယ်။ကင်မရွန်ကိုငုတ်ကုန်းနဲ့နိုင်တယ်။နယ်သာလန်ကိုငါးကုန်းရှိနေနိုင်တယ်။သုံးဘွယ်ကစားသုံးဘွယ်လုံးအနိုင်ရရှိတဲ့မှတ်တမ်းနဲ့အတူရမကူမတ်နဲ့မြောက်ကိုရီးယားဆက်ကွန်မြို့သွေးဘောလုံးတွေက ချုံထွက်စင်စီကိုတက်လာရောက်ရှိခဲ့တယ်။ချုံထွက်စင်မှာနောက်ကိုရီးယားယူဆက်ကွန်မြူနီတင်ကအင်ရှင်မော်ရိုကိုအသင်းကိုယင်ဆန်ရတယ်။ဒီပွဲမှာလည်းနောက်ကိုရီးယားယူဆက်ကွန်မြူနီဘောလုံးတင်ကရှေ့စွမ်းပြခဲ့တယ်။အင်ရှင်မော်ရိုကိုရှောက်ကိုတကိုးဆိုတဲ့ခုပြရလနဲ့အနိုင်ယူပြီးတော့ကွာတာဖိုင်နယ်စီကိုဆက်ပြီးတော့တက်လန်းလာခဲ့တယ်။ကွာတာဖိုင်နယ်စစ်မှာနောက်ကိုရီးယားယူဆက်ကွန်မြူနီတင်ကအာရှပြိုင်ဘက်ဂျပန်နဲ့ထိတ်တဲတွေ့ခဲ့တယ်ခင်ဗျ။ဒီပွဲမှာလည်းနောက်ကိုရီးယားယူဆက်ကွန်မြူနီတင်ကဂျပန်ယူဆက်ကွန်မြူနီဘောလုံးတင်ကို 5ကိုးတကိုးဆယ်ရလတ်နဲ့အပြတ်ကျိပြီးတော့ swing final စီကိုဆက်လက်တလန်းရောက်ရှိလာခဲ့တယ်။ swing final မှာမြောက်ကိုရီးယားယူဆက်ကွန်ပျူတာရှင်ရင်ဆိုင်မတင်ဘက်ကတော့ဘရာဇီးဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဘရာဇီးယူဆက်ကွန်ပျူတာရှင်ဘောလုံးစင်ကအုပ်စုစင်မာတော့ကအီတလီ၊ကော့စတာရီကာ၊အင်ရှင်မော်ရိုကိုဒီသင်းတွေနဲ့တုပ်စုရကြခဲ့တယ်။အဲဘရာဇီးကမော်ရိုကိုသုံးကိုမရှိနိုင်နဲ့ကော့စတာရီကာနဲ့တကိုးစီတွေကြားတယ်။အီတလီကိုလေးကိုသုံးကိုနဲ့ရှုံးတယ်ဗျ။အဲတော့ရမတ်လေးမတ်အုပ်စုဒုတိယဖြစ်ပြီးတော့ရှုံးထွက်စင်စီကိုရောက်လာခဲ့တယ်။ရှုံးထွက်စင်မှာ ဘရာဇီးကအဲတရုတ်ကိုသုံးဂိုးကိုမရှိနိုင်နဲ့ကွာတာဖိုင်နယ်ကိုရောက်လာတယ်ကွာတာဖိုင်နယ်မှာဘရာဇီးကကနေဒါအသင်းနဲ့ရင်ဆိုင်ရတယ်အဲ့ဘက်မှာမနစ်90ပြည့်တဲ့အထိအနိုင်ဆုံးထင်ပေါ့အချိန်ပေါ်မှာလည်းအချိန်ပေါ့ဒီတော့ပနဒီဆုံးဖြတ်ခံရရတယ်ပနဒီဆုံးဖြတ်မှာတော့ဘရာဇီးကကနေဒါကို၅ကို၄ကိုနဲ့အနိုင်ရရှိပြီးတော့ဆင်းဖိုင်နယ်စီကိုရောက်လာခဲ့တယ်ခင်ဗျကွာတာဖိုင်နယ်ပွဲစဉ်၄ပွဲကိုကြည့်လိုက်မယ်ဆိုရင်ပွဲကစားချိန်မနစ်90ပြည့်မှာအနိုင်ရတာမြောက်ကိုရီးယားတသိမ်းပဲရှိပါတယ် ဂျန်နဲ့သုံးသင်းကတော့ပန်နတီအဆုံးပြတ်တွေထိရောက်ပြီးမှပြန်ဘက်တွေကိုကျော်ဖြတ်နိုင်ကြတာဖြစ်ပါတယ်။ဒီတော့ယူဆက်ကုံမျိုးသမီးဝါဖလာပြန်ပွဲရဲ့ Swing Finance ပွဲစဉ်တွေကိုနိုဝင်ဘာလ9ရက်နေ့မှာရှင်မြန်ကစားအဖို့ရှိနေပါပြီ။ Swing Finance မှာမြောက်ကိုရီးယားနဲ့ဘရာဇီးအခြားဖက်မှာတော့မက္ကဆီကိုနဲ့နယ်သာလန်တို့ဆုံးတွေ့နေပါတယ်လို့ပြည်သက်တွေကိုအတိအပြပြောပြလိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။